ပြောရမယ်ဆိုရင်တော့ငါအမြင်ပေါ်တော့ကောင်းတာနဲ့ဆိုးတာတစ်ခုရှိလို့ငါမြင်တယ်။အဲကောင်းတာအရင်ဆုံးပြောရမယ်ဆိုလို့ရှင်တော့အရင်တော့ကဆိုရင်ဟိုဘယ်လိုပြောမလဲဒီလိုမျိုးအဲအလွယ်တကူဒီလိုဖြတ်တန်းတော့လာခုံကိုတချို့ဒီအတ္တမစီးပွားရေးလုပ်တဲ့သူတွေကပေါ့နော်။တကယ်ကိုဖောင်ခလုံးငါ့ကိုအကြီးအကျယ်လုပ်ကြတယ်ပေါ့နော်။အဲကြတော့တော်ကိုမကောင်းတာ။ဒါလည်းတကယ်လူအနေစုပါပဲ။တကယ်ကိုလည်းချိုးရည်တဲ့လူအနေစုရဲ့လုံဆောင်ချင်းကြောင့်ပေါ့နော်။ တကယ်ကိုခက်ခက်ခဲခဲနဲ့လောရတဲ့ distribution တွေမှာလာပြီးအကျိုးသက်ရောက်မှုရှိတယ်ပေါ့နော်။ပြီးတော့မှအဲ့ဒီဒီမကောင်းတဲ့အလုပ်လုပ်တဲ့သူတွေဆိုလို့ရှင်လဲ distribution တွေကမရှိတလောက်ပဲဒီလား။အဲ့လိုမျိုးပေါ့ဒီပြောချင်တာပြောချင်တာတော့ဒီသခံနေတော့ရှိနေတယ်ဆိုတဲ့သဘောပဲကွာ။ ဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့မှာဒီလိုမျိုးလုတ်လိုက်တဲ့ခါမှာအရင်ကလိုမျိုးသူတို့အရန်ကြီးလုတ်လို့မရတော့ဘူးပေါ့နော်အဲ့လားတော့ကောင်းတဲ့အကွက်လို့ပြောရမှာပဲဒါဆိုတဲ့အကွက်ကတော့ဗာလဲဆိုတော့အဲကျွန်တော်တို့လိုမျိုးဒီလိုမျိုးစပီးချောင်းလာနေပြီးတကယ်ကိုဒီမြန်မာနိုင်ငံမှာနေဖို့အဆင်မပြေတော့လို့ဒီမှာကိုယ့်ရဲ့အဲအသက်တော့ကဲအသက်ဘယ်လိုလဲကိုယ့်ရဲ့ဟိုလိုမျိုး အသက်ရှင်အသက်ရှင်ဖို့အတွက်ကိုပေါ့နော်ဒီလိုမျိုးလာပြီးတော့နေတဲ့သူတွေကြတော့တော်ကိုဒုက္ခရောက်တယ်ဘာလို့လဲဆိုတော့ပြီးရင်ဒီမီဆိုဒီဆိုကတဖက်ပါဆရာဆဆရာရာဘူဇီကြီးရေလေဘူဇီကြီးတော့ညမာပြီးပဲချက်မှာသွားမှာဈေးလည်းတော်တော်ဝယ်ရတယ်ပြီးရင်ကုန်ကူးတန်းရောင်းဝယ်အဲ့လိုပြောပဲပြောရမှာပေါ့နော်အဲအဲ့လိုမျိုးတွေကဆားပေါ့နော်အေးအဲ့လိုမျိုးဒါကြတော့နေ့စဉ် daily မှာအေးအဲ့လိုမျိုးမှာသွားရလာရတာလုံးဝအဆင်မပြေပါဘူးပေါ့နော်အရန်လည်းကြက်တယ်ခါကြတော့သူတို့တိနေတဲ့အသူဆိုရင်တော့မှနေတာပဲအဲ့လိုမျိုးကိုယ်ရီဆိုရင်နေ့တိုင်း င်းသွားတယ်ကွာသူတို့မြင်နေတာပဲတိနေရတယ်ဒါပေမဲ့သွားတိုင်းစစ်တယ်အေးအဲ့လိုမျိုးပေါ့ပြီးရင်နောက်တစ်ခုကျတော့အဆိုးဆုံးကတော့ဒီဟိုနာနာရီးတွေပေါ့နော်နာရီးတွေရှိပြီဆိုရင်အဲ့ဒါ report တင်ရပြီရေးရတယ်ပြောရတယ်ဘလို့ပါညအကုန်လုံးသူ့ရဲ့ဒီ kiss တဲ့တီတီတော့ရဲ့ဟာရဲ့ kiss အကုန်လုံးကိုပြောရတယ် subscribe for အကုန်တင်ပြရတယ်အပီခါမှတည်ရမလားအနာကြီးအကြီးရဲ့အကြောင်းကြီးလုတ်ရတော့မယ်ပေါ့နော်တည်သွားတာပဲဖြစ်ဖြစ်အကြီးပေါ်လူနာပဲဖြစ်ဖြစ်လုတ်ရပြီကန်ရတော့မယ်ဆိုခါအဲ့ဒါဘော်ဒါဘတ်ကိုဆက်လုတ်ရပြီအဲ့ဒါကိုတော်တော်ကိုပေါ့နော်အဲ့ဒါတော်တော်ကို ဟိုအချိန်ကြာတယ်ဗောနော်အချိန်ကြာတဲ့ခါမှာအဲ့အဲ့အဲ့နာကြီးမှာအဲ့လိုမျိုးမှာတော်တော်လေးအဆိုးရတယ်ဗောနော်ဒီကိုရီစီပေးရှောင်းနေနေ့တိုင်းဟိုနေ့စင်တော့လာလှုပ်ရှားတဲ့အပေါ်မှာတင်ဗောနော်အဲ့အဲ့လိုမျိုးပြီးတော့တစ်ခုကเออบาเล่ဆိုရင်တော့သူကတက်တန်းကိုတပတ်တစ်ခါတိုးရတာလေဆိုတော့ပြီးတပတ်တပတ်တစ်ခါလဲတိုးရတဲ့အပြင်ကိုတရက်သွားရင်တနေကုန်ဆောင်ပေးရတာအဲ့လိုဖြစ်တယ်အစာပိုင်းကဆိုဘယ်တော့တော့ဖြစ်တယ်ဆိုတော့မနေ့ဆော့ဆော့ကိုသွားရတာဆောင်းရတီကြီးကွာဇန်နဝါရီလဆိုဆော့ဆော့ကြီးအဲ့ဒါငါတို့ကမနေ့9နာရီထား ပြီးအဲ့ဒရာမှာဆောင်းပြီးတော့တိုင်းစီမီလူပြည့်နေအောင်ဆောင်းရတာအေးတွေမိလို့ဖြားလို့ဖြားနေတကယ်အဲ့လိုကိုဆောင်းရတာအဲ့လိုစောစောစီစီသွားဆောင်းပါပဲစောစောပြီးတာလေဆိုတော့နောက်ပိုင်းကျတော့အဲ့လိုမျိုးကျမကြီးထိခိုက်လာတဲ့အချိန်ကျတော့မနေ့ကိုဆားမနေ့စာဆိုင်းမှာနေ့နေလောက်ကြပါတော့အသွားပြီဆိုတော့အာတေချာတယ်ညနေ၃နိုင်လေးနိုင်မှာပြီးတော့တာလူကအရင်ပြရတော့ဒီတနေ့ကိုဆောင်းရတယ်ဆိုတော့တပတ်တစ်ချိန်တည့်ရက်ကာလာကားလိုမျိုးဖြစ်ဖြစ်သွားလေဆိုတော့အာတော်တော်ကိုဟို လို့ပူတာပေါ့နော်ကိုလှုပ်ရမယ်လို့ကလေးကအချိန်မပေးနိုင်ဘူးပေါ့နော်ပြင်ပူဆိုတာကကြီးတော့ငယ်တော့ရေမဟုတ်ဘူးအကုန်လုံးအဖိုးကြီးတွေဖွားကြီးတွေအဆာလို့ရတာတကယ်အဖိုးကြီးအဖွားကြီးတွေအဆာကိုတွေလူငယ်တွေတိမကအောင်ပေါ့နော်တကယ်အဖိုးကြီးအဖွားကြီးတွေအဆာလာလာလှုပ်ကြတာလေတွေ့နေရလေကိုကိုယ်တိုင်ကလှုပ်နေတဲ့သူဆိုတော့တင်းတော့ဒါတော့တော်တော်လေးကိုဆိုးရတဲ့အရာလို့ပြောရမှာပဲအဲ့ဆိုအခုနောက်ပိုင်းမှာပေါ့နော်ဒီ special အစ်စ်တွေတော့ဝင်လာတဲ့ဟာတွေရောပူပူရှိလာလာပါတော့ပြီအစ်စ်တွေအတွက်ရော ဘလောက်ဘလိုမျိုးတို့အတွက်ပေါ့အဓိကအထက်ခက်ခဲဖြစ်မလဲဟာအဓိကအတိတ်တွေကတော့ရှိမြဲရှိနေဆဲပါပဲအခုချိန်နဲ့တိုက်ပွဲတွေလည်းရှိနေဆိုတော့ဒီကက်နေပါလေအဆူပီရှောင်းအတိတ်တွေကတော့အမြဲတမ်းရှိတယ်နီနီနာနာဟောဝေးတွေဟာဟောအမြဲတမ်းရှိတယ်ဆိုရင်တို့ရောက်လာတယ်ဆိုလို့ရှင်တော့ဒီအရင်ဆုံးပေါ်တာ passport တော့လောက်ရတယ်တို့ရောက်လာပြီဆိုရင် ပေါ်တာ passport လောက်ရတယ်ပြီးလို့ရှိမှပဲဒါလောက်ရတယ်နေနေလို့ရတယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့လောက်ရတယ် ဟုတ်ပြီးတော့အကတ်လုတ်တဲ့ဟာခုနကတော့ပြောသွားတယ်ဘာလို့တပတ်တစ်ခါတက်တန်းတူးရတယ်ပြီးအဓိကကွာအကတ်မှာပါအချက်လက်တွေပါလဲပေါ့ပြီးရင်အဲ့လိုပတ်စံပေးရတာမျိုးတော့ဘာလို့ရောရှိလာလဲအော်အဲ့ဒီဟာကကြတော့အဲ့ဒီဒီ talk ခံစားမှုမြန်မာနိုင်ငံဖက်မှာတော့ယူရတယ်ဒီမြန်မာနိုင်ငံဖက်ကအဲအချွေးဖွဲ့မှာတော့ယူကြတာလားဒါမှမဟုတ်အဲ့ဒီဒီဒီဟောပါလဲ ဟောကောခွဲတယ်နော်အေးအဲ့ပါထောက်ခံစားတော့ယူရရက်ကထောက်ခံစားပုံဆောင်မျိုးပေါ့ဒီမှာနေထိုင်ပါတယ်ဆိုတော့အေးအဲ့လိုမျိုးထောက်ခံစားတော့ယူရတယ်အဲ့ထောက်ခံစားမှာကိုယ့်ရဲ့ passport အဲ passport ပုံကဲ့ရရတယ်ပြီးရင်အဲ့ဒါလေးကိုယူပြီးရင်အဲ့ဒီ assembly folder နေနေရအဲ့မှာတွားပြီးမှဒါလုပ်ရတယ်ပေါ့နော်အဲ့ကတ်တွားယူတာတော့ ရင်တော့တထောင်ပေးရတယ်ပြောတယ်အခုတော့၅ထောင်တောင်းတယ်လို့လည်းပြောကြတယ်ဒါပေမဲ့ဒီအေးမြန်မာငွေအဲအဲ့ဒီဒီတောင်ဖက်မှာသူတို့ကတုံးတောင်းတာပေါ့နော်ဒီအဆမ်ပရက်ဖိုလို့ပေးတာတော့အလကားပဲဘာမှမပေးရဘူးအလကားလုပ်ရတယ်အဲ့ဒါဆိုရင်အခုဒီအာကိုကစပေးချောင်းတယောက်အနေနဲ့ပေါ့ဆိုဒီမီဇိုရမ်အခုလက်တလို့အစိုးရရဲ့အပေါ်ပေါ့နော်ကိုရဲ့အမေကဘယ်လိုရှိလဲအမ်ဘယ်လိုပြောမလဲ အစိုးရအဲ့တော့အဲ့ဒါလည်းအစိုးရအကောင်းဆုံးရှိတယ်လို့ပဲပြောရမှာပေါ့နော်အဲဘယ်လိုပဲပြောအခုနောက်ပိုင်းကတော်တော်လေးကိုတင်းကျပ်လာတော့လေစေပွေးချောင်းတွေလည်းစိုးရင်ပူပန်မှုတွေအများကြီးရှိတယ်ဘယ်လိုလဲငါတို့ဟိုမြောင်မောင်းထုတ်တော့မလားငါတို့ဒီမှာပဲနေလို့မရတော့ဘူးလားပေါ့နော်ပြီးရင်ဘယ်လိုတွေလဲဆင်မှာပေါ့နော်အော်အလိုမျိုးစိတ်ပူပန်မှုအများပြီးတော့မှဒီလိုမျိုးအရန်တင်းကျပ်နေတဲ့အပေါ်မှာတော့ဟိုအစိမ်းမကောင်းဖြစ်ကြတယ်ဝမ်းနေကြတယ်ပေါ့နော်အလိုမျိုးကြီးမဖြစ်တော့ကောင်းပါဆိုတာမျိုးတွေပေါ့နော် lumuro pichara bo